တစိကံရဲ့ဆုံးဖြတ်ချက်တွေတိုင်းမှာတန်းနဲ့ချီတဲ့တန်ဖိုးတွေဖြစ်နေချိန်မှာကျွန်တော်တို့ရဲ့ crypto နေဝါက public ether နဲ့လို့ခေါ်တဲ့အများသောအင်တာနက်ပေါ်မှာလက်ပတ်မီခိုနီရတော့ပဲဆိုတာညီကိုတို့လည်းသိပြီးသားဖြစ်မှာပါ crypto နဲ့ win3 က မြန်နှုံးနဲ့လှုပ်ချုပ်ရေးကိုအခြေခံပြီးတော့တည်ဆောက်ထားတာပါဒါပေမဲ့လေးရှိသုံးနေတဲ့ blockchain အများစုကမြန်နှုံးနေပြီးလှုပ်ချုပ်ရေးအားနေတဲ့ကျွန်တော်တို့ Facebook ကြည့်တယ် YouTube ကြည့်တယ်ဘာညာဘာညာကြည့်တယ်ဆိုတော့လေးရှိသုံးနေတဲ့ internet ပေါ်မှာအဓိကဘီခိုနေရဆဲဖြစ်ပါတယ်အဲ့လိုမီခိုနေရတော့ဘာတွေဖြစ်လာလဲဆိုရင် latency လို့ခေါ်တဲ့အချိန်ဆွန်းခြင်းလိုအပ်တဲ့ transition တစ်ခုကိုလှုပ်ဆောင်ဖို့အတွက်မိနစ်ပိုင်းအထိကြာသွားတာတွေ insecure လို့ခေါ်တဲ့လှုပ်ချုပ်ရေးအားနေ ဲ့တာတွေအချက်လက်တွေကပေးဖို့သူနဲ့လက်ခံသူတို့ရဲ့လမ်းကြောင်းချမှာပြင်စည်းတာတွေဒါမှမဟုတ်ကြားပြန့်ခိုးယူတာတွေမျိုးစိုးရိမ်စရာတွေရှိလာပါတယ်ပြီးတော့ fin transition လို့ခေါ်တဲ့အထူးသဖြင့် high speed trading တွေမှာ network နေတာကြောင့်အရာအဝယ်အချိန်လွဲကျော်ပြီးတော့ငွေကြေးဆုံးရှုံးတာတွေဖြစ်လာစေပါတယ်ဒီဗီဒီယိုမှာအဲ့လိုစိုးရိမ်စရာတွေအဲ့လိုလိုအပ်ချက်တွေကိုဖြည့်ရှင်းပေးဖို့အတွက် Binance Holder Android ကနေမိတ်ဆက်ပေးလိုက်တဲ့ DevX Zero ဆိုတဲ့ project အကြောင်းမျှဝေပေးချင်ပါတယ်။ DevX Zero ဆိုတာက blockchain တွေအချစ်ချစ်ကြားဒါမှမဟုတ် very data တွေကြားကစစ်သွမ်းမှုတွေကိုအမြန်ဆုံးမြန်လုံးနဲ့အလုတ်ချုံဆုံးတွေကို ပေးဖို့လှုပ်ထားတဲ့ decentralized physical infrastructure network လို့ခေါ်တဲ့ deepin တခုပါဒါကိုပို့ပြီးတော့မြေသားအောင်ဥပမာနဲ့ပြောပြပေးပါဆိုရင် ပုံမှန်အားဖြင့် crypto တွေကိုဟိုလွဲဒီလွဲ transition တွေလောက်တာကဘာနဲ့တူတာလဲဆိုတော့အများသောလမ်းမကြီးပေါ်မှာ အသွားအလာများတဲ့အချိန်ကားမောင်းနေရသလိုဖြစ်နေတာပါအဲ့ဒီတော့ပြဿနာကလမ်းပိတ်ဆို့တာတွေမတော်တဆဖြစ်တာတွေဒါမှမဟုတ်လမ်းမှာခဏခဏရန်နာနေရတာတွေနဲ့ကြုံလာရပါတယ်တကယ်လို့သာ level 0ကိုသုံးမယ်ဆိုလို့ရှိရင် level 0က blockchain တွေအတွက်တိသက်တိဆောက်ထားတဲ့မြန်နှုံးမြင်အမြန်လက်တခုကိုဖန်တီးပေးတတ်သလိုဖြစ်နေတာပါဒါကြောင့်သွားကျင်တဲ့ခရီးကိုနောင်နေကြကြတာတွေမရှိဘဲနဲ့မြန်မြန်ဆက်ဆက်နဲ့လှုပ်လှုပ်ချုံချုံသွားလို့ရပါတယ်အဲ့ဒီလိုလှုပ်ချုံပြီးမြန်နှုံးမြင့်တဲ့ ဲ့အမြန်လန်းဖြစ်ဖို့အတွက်ကကမ္ဘာတဝန်းကလူတွေအလုံးပါဝင်ကြပြီးတော့သူတို့ရဲ့ပိုရှန်နေတဲ့အင်တာနက်ဘန်ဝိတ်တွေ computing resource တွေကိုမျှဝေပေးထားပြီးတော့ W0 ကရလာတဲ့အရင်မြစ်တွေအလုံးကိုစူပါပြီးတော့ high performance global network တည်ဆောက်ထားတာဖြစ်ပါတယ်။အဲ့ဒီလို resource တွေကိုမျှဝေပေးတဲ့သူတွေကိုလည်းစူလက်အတင်နဲ့2စက်တုတ်ကေတွေကိုပြန်ပေးပါတယ်။ ဒါကြောင့် double zero ကနေကွေပြည်လှုပ်ချုံမှုအားနဲ့တဲ့ public internet ပေါ်မှာမဟုတ်တော့ဘဲနဲ့တိသက်တိဆောက်ထားတဲ့လမ်းမကြီးလို့ခေါ်တဲ့ delete တဲ့ bandwidth ကိုရရှိသွားပါတယ်ပြီးတော့ spam message တွေနဲ့မလိုအပ်တဲ့ data တွေကိုအလိုလျောက်စိတ်ထုတ်ပေးထားတာကြောင့်အချက်လက်ပို့ဆောင်မှုတွေကပုံမူရိုးရှင်းမြန်ဆန်သွားပါတယ် blockchain အခြေချင်းစစ်သွဲရေးတွေကိုလည်းအချိန်နဲ့တပြေးညီလှုပ်လှုပ်ချုံချုံနဲ့လှုပ်ဆောင်ပေးနိုင်တဲ့အတွေ့အကြုံမို့လို့ layer 2စနစ်တွေနဲ့ ီ satellite application တွေအတွက်ပို့ပြီးတော့အရေးပါလာတယ်လို့ဆိုရပါမယ်ပေါ့နော် Dev Zero မှာအရင် Solana Foundation ရဲ့ strategic ခေါင်းဆောင်ဖြစ်တဲ့ Austin Federa ကပါဝင်ထားပြီးတော့နာမည်ကြီး Top Crypto VC တွေရှိကနေပြီးတော့လည်းပဲဒေါ်လာ400မီလီယံကို Fundy အနေနဲ့ရရှိထားပါသေးတယ်ဆိုတော့သူ့ရဲ့ Fundy ကမစိုးဘူးလို့ပြောလို့ရပါမယ်ပေါ့နော်ပြီးတော့ project မှာကနာမည်ကြီးတဲ့သူတွေလည်းတော်တော်များများပါဝင်နေတာဆိုတော့အလားလာကောင်းတွေအများကြီးရှိနိုင်ပေမဲ့ဒီ project ကခုမှစတဲ့ project အသေးဖြစ်တာမို့လို့သူ့ရဲ့အနာဂတ်အလားလာကိုတော့အချိန်ပမာဏတစ်ခုတည်းယူပြီးတော့စောင့်ကြည့်ဖို့လိုမယ်လို့တော့ထင်တယ်။ Devil Zero မှာ2 zig ဆိုတဲ့ native token တစ်ခုရှိပြီးတော့အဲ့ဒါကို stake အတွက်အသုံးပြုတာ validator တွေကို reward ပေးတာ gas fee လို့ utility အတွက်အသုံးပြုတာတွေ governance လို့ခေါ်တဲ့ project နဲ့သိဆိုင်တဲ့အရေးကြီးဆုံးဖြည့်ချတဲ့နေရာတွေမှာမဲပေးတာတွေအတွက်အသုံးပြုလို့ရပါတယ် binance အသုံးပြုတဲ့သူတွေဆိုရင် 2z token ကို hora airdrop ကနေ ufo အခွင့်အလမ်းရှိပါတယ် hora airdrop တွေက airdrop လာမယ်ဆိုတာကိုကြိုပြီးကြေညာလေးတော့မရှိဘူးဒါကြောင့် binance အမှ BAB ကို flexible ဓမ္မမဟာ lock အနေနဲ့2025စင်ဒီဘာလ26ရက်နေ့ကနေ28ရက်နေ့အတွင်းထည့်ထားတဲ့သူတွေက airdrop ရခဲ့ကြပါတယ်ဒီကိုတို့ရော airdrop ရခဲ့ရင်ဘယ်လောက်ရခဲ့တာလဲဆိုတာအောက်က comment မှာရေးခဲ့ပေးပါဦး ဒေဗီဇီရိုရဲ့နေတိတုတ်ကီက 2C ဖြစ်ပြီးတော့ Total Supply က10ဘီလီယံရှိပါတယ်။ Hora Airdrop တွေက35မီလီယံကို Airdrop အဖြစ်ထည့်ဝေခဲ့ပါတယ်။လက်ရှိ Sago Lady Supply က3.4ခေါ်ဘီလီယံကျော်ကျော်ရှိပါတယ်။ဆိုတော့အကျဉ်းချုပ်ပြောရမယ်ဆိုရင် Devil Zero က blockchain တွေအချင်းချင်းကြားဓမ္မမဟာ Valley Data တွေကြားက စစ်သွန်မှုတွေကိုအမြင့်ဆုံးမြန်လို့နဲ့အလုံချုံဆုံးတွေကိုပေးဖို့လှုပ်ထားတဲ့ high performance global network ဖြစ်တယ်လို့အလွယ်မှတ်ထားလို့ရပါတယ်ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ် မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုချင်နေဆိုရင် Binance account ရှိဖို့လိုပါတယ် trade လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description ရှိမှာထည့်ထားပေးပါတယ်ညီကိုတို့အတွေ့ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ